မင်္ဂလာပါ trading page ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော် puff fan trading ဆိုတာက challenge တွေကိုကြော်ဖြတ်ပြီးတော့မှ fan နဲ့ account တခုရယူတာတခုတည်းမဟုတ်ဘဲနဲ့တောက်လျှောက်အတန်မိုးဝမ်းကြောင်းကိုဘယ်လိုဖန်တီးမလဲဆိုတာလက် trading page ရဲ့ scaling plan နဲ့ကျွန်တော် account size ဘယ်လိုကြီးထွားလာနိုင်လဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆုံးရှုံးနိုင်မှုတွေကိုစီမံခန့်ခွဲပြီးတော့မှသတ်မှတ်ထားတဲ့ profit target ကိုကျွန်တော်တို့ရအောင်ရှာပါသတ်မှတ်ထားတဲ့ profit target ကိုရောက်ပြီဆိုတာနဲ့မိတ်ဆွေအနေနဲ့ trading account တခုကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်မိမိရွေးချယ်ထားတဲ့ trading plan ပေါ် ုံမူတည်ပြီးတော့မှဒေါ်လာ9000အထိဒေါ်လာ2000အထိဒါရရှိနိုင်ပါတယ်။ဒါပေမဲ့ဒီအဆင့်မှာねကျွန်တော်ရက်မနေပါဘူး။ common trading plan လေးကျွန်တော် final trading rule တွေကိုလိုက်နာပြီးတော့မှ trading account ကို profit နဲ့ရေရှည်ထိန်းသိမ်းထားနိုင်ခဲ့မှာဆိုရင်ဒါ trading pick ကမိတ်ဆွေရဲ့အရင်းလေးကိုတိုးမြင့်ပေးနိုင်တဲ့ဒါအနေအထားရှိပါတယ်။ကျွန်တော်ဒေါ်လာ9000အကောင့်နဲ့ဒေါ်လာ10000အကောင့်ဒေါ်လာ2000အကောင့်ထိဒါရရှိနိုင်ပါတယ်။ဓာတ်ရည်ရရှိဖို့ဆိုတာကတော့မိတ်ဆွေရဲ့ trading skill ပေါ်မှာအများကြီးမူတည်ပါတယ်။ The trading pick ကကျွန်တော်တို့ professional trader တွေနဲ့ရေရှည်လက်တွဲလှုပ်ဆောင်ဖို့အတွက်ကျွန်တော် channel အောင်မြင်မဲ့သူတွေကိုရှာဖွေနေပါတယ်။ကျွန်တော်ရလက်ကောင်းတွေကိုကျွန်တော်စီကံကြထိမ့်သိမ်းထားနိုင်မယ်ဆိုရင်ဒီလိုမျိုးအခွင့်အရေးတွေကျွန်တော် ရရှိလာနိုင်ပါတယ်။ပိုကြီးမားတဲ့ကျွန်တော် trading account တွေကိုကျွန်တော်စီမံခန့်ခန့်ဝဲနိုင်ခြင်း၊တီးတန့် trading tools တွေကိုကျွန်တော်အသုံးပြုနိုင်ခြင်း၊ပုံမှန် pay out ရရှိနေတဲ့အပြင်ကျွန်တော် trading partner အနေနဲ့လက်တွဲရနိုင်မဲ့အခွင့်အရေးတွေကိုမိတ်ဆွေရဲ့အရှိမပုံရောက်ရှိလာမှာဖြစ်ပါတယ်။မိတ်ဆွေက professional ဆန်းဆန်းအယောင်းဝယ်လုပ်ခြင်းကိုအလေးနဲ့ထားရဆိုရင် the trading pick ကမိတ်ဆွေရဲ့ trading career လမ်းကြောင်းပေါ့တိုးတက်မှုရှိလာအောင်အများကြီးအခုထောက်ပံ့ပေးလာနိုင်ပါတယ်ဒီတစ်ခေါက်မှာတော့ မိတ်ဆွေတို့သိကျင်နေမယ် profit split အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒါ trading page နဲ့အယောင်းဝယ်လုပ်ပြီးအကျိုးမြတ်ဘယ်လိုရှာမလဲဆိုရင်အဓိကရတဲ့ဝင်ငွေကတော့မိတ်ဆွေရဲ့ trading skill ကြောင့် profit ရလာတဲ့အခါမှာ profit split ကျွန်တော်ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ဒါ trading page ရဲ့ challenge လေးကိုကျွန်တော်ကြော်ဖြတ်အောင်မြင်ခဲ့မှာဆိုရင် real fund account တစ်ခုကိုရမှာဖြစ်တယ်။အဲဒီ real fund account တစ်ခုကနေရလာတဲ့အကျိုးမြတ်ရဲ့80%ခန့်တော့ မိတ်ဆွေကခံစားခွင့်ရမှာဖြစ်ပါတယ်။ဥပမာဒေါ်လာ1000ညက်တယ်ဆိုရင်ဒေါ်လာ800ကိုမိတ်ဆွေကခံစားခွင့်ရမှာဖြစ်ပြီးတော့ကျွန်တဲ့20%ကတော့အရင်းနှီးနဲ့ဆုံးရှုံးမှုကိုတာဝန်ယူထားတဲ့ profan နဲ့ပဲဒါတက်ဆိုင်သွားပါတယ်။ရရှိလာတဲ့အမြင့်ငွေကိုကျွန်တော်ဘယ်ချိန်မှာထုတ်လို့ရမှာဆိုရင် the trading pick ကသတ်မှတ်ပေးထားတာကတော့အကျိုးမြတ်ရရှိတဲ့နေ့တိုင်းမှာ pay out ကျွန်တော်တို့ထောက်ယူနိုင်ပါတယ်။ပွင့်လင်းမြင်သာပြီးတော့ရောနားလွယ်လွယ်တဲ့ငွေထုတ်စီမင်းစည်းကမ်းတွေရှိမယ်။မိတ်ဆွေကတော့ဒီ trading စီမင်းစည်းကမ်းတွေကိုကျွန်တော်လိုက်နာဖို့ ပဲလိုအပ်ပါတယ်မိတ်ဆွေကကိုယ်ပိုင်ငွေကြေးနဲ့အယောင်းဝင်လောက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့သတ်မှတ်ထားတဲ့ကျွန်တော်တို့အမြင့်ဆုံးအရှုံးခဏနိုင်တဲ့ပမာဏထက်ကျော်လွန်သွားခဲ့ရင်တော့မှတီးတန့်ထပ်ပြီးစရာမလိုပါဘူးဒါပေမဲ့မိတ်ဆွေရဲ့ fan နဲ့ account ကတော့ကျွန်တော်တို့ fee ဖြစ်သွားမှာဖြစ်ပါတယ် မိတ်ဆွေရဲ့အကျိုးမြတ်များလာတဲ့ပြိုင်နဲ့မိတ်ဆွေရဲ့ဝင်ငွေရတယ်ကျွန်တော်တိုးပွားလာမှာဖြစ်ပါတယ်အချိန်ကြာလာတဲ့အမြဒေါ်လာ9000ရဲ့ကျွန်တော်တို့80ရာခိုင်နှုန်း profit sharing မဟုတ်ဘဲနဲ့ဒေါ်လာ2သိန်းနဲ့အကောင့်ရဲ့80ရာခိုင်နှုန်း profit sharing တစ်ခုမြင်အောင်ကြည့်လိုက်ပါဒါတွေကမိတ်ဆွေရဲ့ trading skill ပေါ်မှာရှားလာနိုင်မယ်အခွင့်အရေးတွေဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့ pro trader တယောက်ရဲ့ trading skill နဲ့ယုံကြည်ချက်တွေလည်းရှိတယ် ဒါပေမဲ့ကိုပိုင်းဝင်ငွေနဲ့စဖို့ ready မဖြစ်သေးဘူးဆိုရင် the trading pit မှာ final trader တယောက်အနေနဲ့ရက်တီလို့ရှာပါတယ်။ယနေ့ပဲ challenge တွေကို စတင်ပါဝင်လိုက်ပါ